မင်္ဂလာပါ channel msn ပါမနေ့ညက UFC fight night ကိုပွဲပြီးတုံးသက်ချက်အချင်းချင်းလေးကျွန်တော်ပြောပြမယ်ထိုပွဲတွေတဲကဆိုရင်ခေါင်းပွဲနှစ်ပွဲပဲပြောမယ်အဲ့ဒီခေါင်းပွဲနှစ်ပွဲထက်စိတ်ဝင်စားဖို့ကောင်းတာကမနေ့က UFC ပွဲတွေအများစုက decision ထိအမှန်ဆုံးဖြတ်ထိရောက်ကြတာများတယ် UFC က event တခုကိုပြန်များဆက်နှစ်ပွဲလောက်ကျင်းပလေးရှိတယ်မနေ့ကပွဲလဲဆက်နှစ်ပွဲပဲ၁၀ပွဲထိ decision ကိုရောက်တယ်ဖြစ်တောင့်ဖြစ်ခဲ့ပဲ မဖြစ်ဘူးတော့မဟုတ်ဘူးဗျာတမိုင်းမှာအဲ့လိုပွဲတွေက ဖြစ်ခဲ့ဘူးတယ် UFC 196 2014တုန်းကပွဲဆိုရင်လည်းဆက်နှပွဲမှာ10ပွဲထိရောက်ခဲ့တယ် UFC 263အဒါစန်းညာနဲ့ Victory 2အဲ့ပွဲဆိုရင် total ပွဲပေါင်း14ပွဲပါတယ်အဲ့14ပွဲမှာမှ17ပွဲတိတိ decision ကိုရောက်ခဲ့တာအဲ့ဒီ event ပေါ့နော် UFC 236ကတော့ UFC ရဲ့တမိုင်းကြောင်းတက်လျှောက်လုံးမှာအမှတ်ဆုံးဖြတ်ကိုအယောင်ဆုံးပွဲအရှိအကြဆုံးပွဲစဉ်အဖြစ်ခုချိန်ထိစံချိန်တင်ထားတယ် တိုတယ်ဆန်တဲ့ပွဲမှာ10ပွဲတိတသိချင်းရောက်တာက event 10ခုစာမပြည့်ဘူးအဲ့ဒီတဲမှာမှမနေ့ကပွဲကတခုပါဝင်ဖြစ်ခဲ့တယ်ဒါကဘူသူဒအနေနဲ့ပြောပြတာပါကဲအဲ့ဒါဆိုရင်ဒုကောင်ပွဲကနေစပြောရအောင် Rafi Visit နဲ့ Baha Mondes ပရမချီကတယောက်ကိုတယောက်လေးလာတဲ့ round Rafi ကဘဲချေခင်းလိုက်ညာချေခင်းလိုက်နဲ့ stand ပြောင်းပြီးတော့ဆော့တယ်အောက်ခြေတွေအပြန်အလှန်ခတ်ကြတယ်ဘာမွန်ဒစ်ကခြေကန်ကျက်နဲ့အဓိကထွက်လာတာပါ Rafi ကထုံးစံတိုင်း အဲဝိုက်ညာဝိုက်ပဲနှစ်ယောက်စလုံးမှားလားဆိုရင်မမှားဘူးကိုပုံစံနဲ့ကိုစောကြတာပဲဂျိုတန်တဲ့လူကဂျိုကိုသုံးမှာပဲအစွဲတန်တဲ့လူကအစွဲနဲ့ထိုးမှာပဲဒုတိယချီမှာရှင်ထိုးတာတိတ်အဆင်မပြေတော့ဘာမွန်ဒစ်ကခြေပြေးဆွဲတယ်ရာဖေးကင်တွယ်နိုင်တယ်ဒက်ဖန်လုံးနိုင်တယ်လှဲမရတော့ကလင်းမှာလည်းနှစ်ယောက်ကအားပြိုင်လိုက်သေးတယ်သူမသာကိုမသာပါပဲချီလီလောရှေလီကထိုးမလို့လို့နဲ့ distance တစ်ခုတိုင်းပြီးတော့ spinning hit kick တကြီးပဲကန်တာဆိုတာကရာဖေး physics က body အရင်းနှွဲနဲ့သူကနာမည်ကြီးတာပါအဲဝိုက်ညာဝိုက်တဲ့သူ့ရဲ့ body အရင်နှွေးကြောင့်သူကနာမည်ကြီးလာတယ်လို့ပါရှောင်ပြသွားတာတွေကတတရရပဲ spinning bucket တွေလည်းတက်နိုင်သလောက်ရှောင်ပြသွားတယ်လူချင်းကက်ရင်ထိုးတယ်လောရှိကလည်း one two တွေပြန်ထက်တယ်လောရှိလေးခြေဆွဲမရပေမဲ့ rafe ပြေးဆွဲရင်ရတယ် ground မှာလည်းလောရှိပြန်ပြီးတော့ထူတောင်းခံရတယ် project တွေမှာလည်း rafe က clean shot တွေပိုးရတယ်မဟာ modis က rafe ရဲ့ power ကိုရှိန်တာပါ ရှိန်သိမ့်ပါတယ်ရှိန်လို့မထီအောင်ရှောင်းတာတော့မှအလဲထိုးခံရလို့နည်းနည်းဖြစ်ခဲ့တယ်ဒီလိုပြောလို့ rafin အတွက်လည်းလွယ်နေတာမျိုးတော့မဟုတ်ဘူးသူလည်းအပြည့်အဝကကက်မရဘူးတစ်ချိန်လုံးတက်လာတဲ့အမြင့်ကန်ချက်တွေအောက်ခြေကန်ချက်တွေ spinning bucket တွေ spinning heat kick တွေကို gyu ဆိုင်နေရတာပါပဲအမှန်ဆုံးမြတ်ကိုရောက်တော့ clean shot တွေပို့ထိုးထားနိုင်တဲ့သူတိတ်တောင်းနေပို့ယူပြထားနိုင်တဲ့ rafin physics ကပဲအနိုင်ရသွားပါတယ်ဟုတ်ပြီခေါင်းပွဲဒီပွဲကပြင်းဖို့ကောင်းတယ်လို့တော်တော်များများပြောကြတယ်ဟုတ်တော့လေဟုတ်တယ်နှစ်ယောက်စလုံးကဒီပွဲအတွက်စိတ် ပါတဲ့ပုံအရန်ပေါ်မနေဘူး round 3ဆိုရင်ပိုတိတာတယ်ပွဲကိုအလုတ်သဘောအရလာထိုးတဲ့ပုံစံတောင်ပေါ်တယ်ပွဲစတဲ့ကနှစ်ယောက်လုံးရဲ့ plan ကအလဲထိုးဖို့အဲ့ဒါအရန်ရှင်းတယ်သူတို့နှစ်ယောက်တည်နေတာကတယောက်ရဲ့ဟာခွက်ကိုတယောက်ရှာနေတာပါ ဂျမောင်းဟိတ်ကလက်တန်ရှီတော့အကွာဝေးတစ်ခုကနေပါဝါပန့်ချ်တွေထိုးတယ်ရောင်ထရီကကောင်တာပြန်ဝိုက်တယ်လက်သီးပိုက်မှာတော့50 50ပဲဒူချီတဝက်ကြော်လာတော့အောက်ခြေတွေစခတ်တယ်ရောင်ထရီကမွေထိုင်းသမားဆိုတော့ခြေစလုံးရိုးတွေပိုမာတော့သူရိုက်ကိုရိုက်ဆိုတဲ့အခြေအနေမှာဂျမောင်းဟိတ်ခါခါထွက်သွားတယ်ခြေနာတော့စတန်ရွှေ့တဲ့အကွက်မှာပါအခက်ခဲဖြစ်ပြီးတော့လက်သီးတွေပါတိတ်မမှန်တော့ဘူးပြီးတော့ကျွန်တော်ပွဲကြုံမှာပြောခဲ့တဲ့ဂျမောဟိကမာကုံမရှိဘူးဆိုတာဒီမှာပို့ပြီးတော့တိတာတယ်။ထိကျရဆိုရင်တယောက်နဲ့တယောက်ကဘာမှမကွာဘူး။ round 3မှာဆိုရင်နှာခေါင်းကြိုးထားတဲ့တိုင်ယာရှိတယ်။ ဲ့နေရာကပြန်ထိရတယ်ပြန်ကျိုးမယ်ပြန်ပြီးတွေးထွက်မယ်ဒါပေမဲ့ရင်းတဲ့တဲ့နေရာမှာရင်းတယ်ဝင်တဲ့တဲ့နေရာမှာဝင်တယ်ပွဲတစ်ပွဲကိုဆက်ရှိရှိနဲ့ဖတ်တယ်အချိန်ကောင်းကိုစောင့်တယ်တစ်ချိန်လုံးကောင်းတာမဟုတ်ပေမဲ့ဖိုက်တာလိုက်ရမယ့်အချိန်ဆိုရင်လိုက်တယ်ကိုရဲ့မန်ကိုပြတယ်အခုပြောသွားတာတွေကဂျမောဟီမှာပျောက်ဆုံးနေတဲ့အချက်တွေပါကိုကအရက်ပိုရှေလူကောင်ပိုတာပေမဲ့အတာစီရရမယ့်နေရာတွေမှာမရခဲ့ရှာဘူးပွဲကပြင်းဖို့ကောင်းတယ်လို့လည်းပြောလို့ရတယ်လို့ပညာချင်းတူရင်ဘယ်လိုဆောက်ရမလဲဆိုတာလေ ပြသွားတဲ့ပွဲဆိုရင်မမားပြန်ဘူး။တုံးကြီးမှာကျမောဟေးအလဲထိုးခံရတော့မယ့်အခြေအနေဖြစ်ပြီးသွားတဲ့ကတိုက်စစ်ကိုပြန်ဖွင့်ပြီးမဆော့ရဲတော့ဘူး။အဲ့နောက်ပိုင်းတောက်လျှောက်ကြာသွားတယ်။ round 3ကလည်းအဲ့ချိန်မှာနည်းနည်းလေးတက်လုံပါလာတယ်။သူဆော့တဲ့မွေထိုင်းပုံစံခုံဆွားခုံဆွားလုံးနေတဲ့ stand ကြောင့်လည်းပါလိမ့်မယ်။ပိုင်မပဲဘယ် white တွေဆွဲချတော့တယ်။ဂျမိုးဟီမျက်ခုံးကွဲပြီးနောက်ဆုံးအချိန်ရောက်တာမှနှစ်ယောက်စလုံးကတက်လုံကြာတာကလွယ်ရင်ပါဝါတွေကတော့တော်တော်လေးကြံသေးရဲ့ဗျ။ဒေါင်းကနေဖုံးကနေတိုင်းကနေဖြစ်နေတော့မယ်။ တရားဝင်တယောက်ကတော့ပွဲအပြတ်မပြတ်ရှာနိုင်ခဲ့ဘူးအမှန်ဆုံးဖြစ်မှာတော့ဒိုင်း၃ဦးစလုံးက Unanimous နဲ့ Kalier Round 3ကိုအနိုင်ပေးခဲ့ပါတယ်ပွဲစဉ်အစားဆုံးကို Telegram မှာကြည့်လို့ရပါပြီအဲပွဲကြုံသုံးသချက်ကတော့ Facebook မှာဆိုရင်ကျွန်တော် comment မှာထည့်ပေးထားမယ် YouTube မှာဆိုရင်တော့ဒီနေရာလေးမှာပေါ်လာပါလိမ့်မယ်ပြန်သွားကြည့်ပေးပါ Okay ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲကျွန်တော်နေရောတာပါ Channel MS ရပါခဏနေကျွန်တော် live လွှင့်ပါမယ်စကားလေးပါလေးပြောကြရအောင်တတ်တာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN1H ကိုသုံးပါ